တော့ကျွန်တော်အောင်မှာတချို့သောဘာသာရေးဆရာကြီးတွေကလာလာမှန်းတယ်ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဟာလာဟိုဟာကမှားနေတယ်ဒီဟာကမှန်နေတယ်မှားမှမှန်မှန်ခမရတို့ကြိုင်ရင်ယူသွားမကြိုင်ရင်မယူနဲ့တချို့ကလည်းလာပြီးငင်းခုန်တယ်ခမရတို့နဲ့ကျွန်တော်ငင်းခုန်စရာအကြောင်းလဲဘာအကြောင်းမှမရှိဘူးခမရတို့တက်ထားတာခမရတို့တည်ထားတာခမရတို့တရားဖြစ်တယ်အဲ့တော့တချို့ကလည်းလာမှန်းတယ်ခမရဘာသာရေးသမားလားနိုင်ငံရေးသမားလားအချင်းချင်းခက်ခါလဲပြောတယ်ကိုကျော်ကြီးစီ မြတ်စွာဘုရားရဲ့တာသနာအဆုံးမအောက်မှာနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။မြတ်စွာဘုရားတာသနာမှာရှိတဲ့ပုဂ္ဂိုလ်လို့ကိုယ့်ကိုယ်ကိုခံယူထားတယ်။အဲ့ဒီတော့ကိုကျော်ကြည့်စကားပြောလို့ရှင်စကားနှစ်ခွန်းပဲပြောပါတယ်။ပထမတစ်ခွန်းဒီအကျိုးရှိရမယ်။ဟုတ်မှန်ရမယ်။သူတို့ကသာခံတာတာဖြစ်ခြင်းဖြစ်လိမ့်မယ်။နောက်တစ်ခွန်းဒီအကျိုးရှိရမယ်။ဟုတ်မှန်ရမယ်။သူတို့ဘက်သားမခံတာတာဖြစ်လိမ့်မယ်။အဲ့တော့ကိုကျော်ဤစကားတွေဒီအကျိုးရှိရဟုတ်မှန်တယ်။ခမရတို့ခံတာတာမခံတာတာကျုပ်ကိစ္စမဟုတ်ဘူး။ ကိုကျော်ကြီးရထားတဲ့တရားတွေကိုကိုကျော်ကြီးသိထားတဲ့အတ္တိတရားတွေကိုခမားတို့အခမဲ့မျှဝေတာခမားတို့ရှီကလက်လာဘကတက်ကရပူဇော်မှုကိုလည်းခံယူတဲ့ပုံကမဟုတ်ဘူးငွေကြီးနဲ့လည်းလဲလဲစားတဲ့ပုံကမဟုတ်ဘူးအဲ့ဒီတော့ခမားတို့အလိုရှိရင်ယူသွားအလိုမရှိရင်မယူနဲ့ခမားတို့နဲ့အတိုက်ခံအငင်းခုန်လို့ဖို့ကျုပ်စိတ်ကူးရှိဘူးဟုတ်ပြီနော်ကျွန်တော်စကားတွေကခမားတို့အတွက်အချိုးရှိတယ်ဆိုရင်ယူအချိုးမရှိဘူးဆိုမယူနဲ့ အဲ့ဒီအတွက်ခမရတို့ကြုတ်ကိုပူဇော်စရာလည်းမလိုလေးအလေးမြတ်ပြုစရာလည်းမလိုဘူးနားလည်လားမသိဘူးနော်ဘာသာရေးနဲ့ပတ်သက်လို့ကိုကျော်ကြီးပြောတဲ့စကားတွေအားလုံးဒီတန်ဃာယံတင်ဃာယနာ6ကြိမ်တိုင်တိုင်အရိယာသူတော်ကောင်းတွေကသိမှတ်ပြုထားတယ်ဒါဒီဗုဒ္ဓမြတ်စွာဘုရားရဲ့စကားတွေပါဗုဒ္ဓဝဆနာတွေပါလို့အသိမှတ်ပြုထားတဲ့စကားတွေကအကြောင်းအရာတွေကိုပဲကျုပ်ကယူပြီးပြောတတ်တယ်အဲ့ဒီအကြောင်းအရာတွေကိုပဲ တုတ်တန်ဒီကိုနှိုင်းရှင်ပြီးတော့ပဲခမားတို့အတီတရားတွေလွယ်လွယ်ကူကူနားတဲ့အကြောင်းကိုပြန်မျှဝေတိတ်ခတ်ခဲတဲ့အရာတွေမပြောဘူးတိတ်နည်းနည်းတဲ့အရာတွေမပြောဘူးအဲ့ဒီတွေ့ကျွန်တော်စကားသည်ဗုဒ္ဓရဲ့ဗိဓကတော်နဲ့လွဲချော်ပြီးဘယ်တော့မှပြောရထုံးစံမရှိဘူးခမားတို့လာငင်းလဲကြောက်ကပြန်ငင်းမှာမဟုတ်ဘူးဟုတ်ပြီနော်အာနာပါနသတိပဋ္ဌာန်ကိစ္စနဲ့ပတ်သက်ပြီးပြောတဲ့ကိစ္စတွေမှာစိတ်နဲ့ပတ်သက်ပြီးပြောတဲ့ကိစ္စတွေမှာဟိုလိုဒီလိုလာပြောတဲ့အတွက်အငင်းကုန်လို့ဆရာဘာမှမရှိဘူး ဗုဒ္ဓစကားကိုပဲတိတိကျကျပြန်ပြောတာဖြစ်ချင်းကြောင့်ငင်းကုန်လို့ဆရာမရှိဘူး။အတူကအကိုကြီးတဲ့ခုမှကျွန်တော်တို့ကတရားအထုတ်ချင်တာတဲ့ဘလို့လို့ရမှာလဲတဲ့။မြတ်စွာဘုရားကအာနာပါနတုတ်ကိုဟောထားတာ။ပါရာဇိကပါဠိတော်မှာပါတယ်။မျက်စိမပန္နာတာပါဠိတော်မှာပါတယ်။ဥပတိပန္နာတာပါဠိတော်မှာပါတယ်။တန်ယုတ်တနိကတိမှာပါတယ်။တုတ်တန်ပေါင်းများစွာရှိတယ်။ထဲထဲဝဝဟောထားတဲ့တုတ်တန်ကြီးကနှစ်တုတ်လောက်ရှိတယ်။အတုတ်အတုတ်အချင်းချင်းလေးတွေဟောထားတဲ့တုတ်တန်များစွာရှိတယ်။ အဲ့ဒီတုတ်တန်ဒီအားလုံးကိုနှိုင်းချင်လိုက်တဲ့အချိန်မှာအဖေကတခုပဲထွက်တယ်။မြတ်စွာဘုရားကတရားစတိုင်မယ်ဆိုရင်တမလင်ခွေထိုင်ခိုင်းတယ်။ခါကိုဖြောင်းဖြောင်းမှတ်မှတ်ထားခိုင်းတယ်။အဲ့တော့ခါရဲ့ပြောက်ကိုယ့်ရဲ့ခေါင်းရဲ့တဖြောင်းနှဲဖြစ်နေရတယ်။ဒါကယနေ့ခေတ်မှာမော်ရယ်ဒီလုတ်တဲ့လူတွေကကလေးတွေရဲ့စာသင်ကျောင်းတွေမှာအခုနောက်ပိုင်းခါဖြောင်းတဲ့အကူကရိယာတွေတော့လုတ်လာတယ်။ဘာဖြစ်လို့လဲဆိုအုံတော့ညံရင်ပွင့်အောင်လို့ခါနဲ့ခေါင်းတဖြောင်းနှဲထားတယ်။ဒါကမြတ်စွာဘုရားပေးခဲ့တဲ့နီလန်း အဲ့တော့တချို့တွေကစိတ်ကိုလျှော့ချလိုက်စိတ်ကိုလျှော့ချန်ခါအိုက်သွားတယ်ခါအိုက်သွားတာနဲ့အမြအဲ့ဒီကထိနာမိတ္တာတွေဝင်လာတာပဲအတွေးတွေအာယုံပြန့်လွှင့်မှုတွေအကုန်တောက်လျှောက်ဝင်အဲ့ဒီနီးဒီမြတ်စွာဘုရားဟောကြားတဲ့စုံမတဲ့နီးလုံးလုံးမဟုတ်ဘူးမြတ်စွာဘုရားဟောကြားတဲ့နီးကတင်မလင်ငွေထိုင်ခိုင်းတယ်တင်မလင်ငွေထိုင်ဆိုတာအခုလူတွေနာမည်ကြီးနေတဲ့မဟာပလင်လို၆ရောက်ကြီးချိတ်ထိုင်ခိုင်းတာမဟုတ်တင်မလင်ခွေဆိုတာက၆ရောက်နှချောင်းကိုရှက်လိုက်တာရှက်ပြီးတော့ကိုကိုကိုဆွဲကတ်လိုက်တာဘေးလိုက်ဆွဲကတ်တာအဲ့ဒါတင်မလင်ငွေပဲအ ခြေတော့ကိုခမရတို့ဘက်နဲ့ခမရတခုနဲ့တခုဖိပြီးထိုင်တော့တက်မီနင်ကိုဝေလို့ထင်ကျင်လဲထင်အဲ့ဒါကခမရတို့ကိစ္စကျုံနေမဆိုင်ဘူးမြတ်စွာဘုရားပြောတဲ့နီလန်စစ်စစ်ကိုပဲကြုတ်ပြီးတာလက်ခဏာလက်မခဏာလက်ခမရတို့အပိုင်းဟုတ်ပြီနော်တက်မီနင်ကိုထိုင်ပြီးတာနဲ့ခါနဲ့ခေါင်းတစ်ဖြောင်းနဲ့ထားခေါင်းကြီးတွေငိုက်လာတာစောင်းလာတာလုံးလို့မရအောင်အဲ့တော့ပထမဦးဆုံးစပြီးအားထုတ်မဲ့လူတွေကအဲ့ဒါကိုတတိတရနဲ့လုံးနေခါကိုဆွဲဖြောင်းလားခါရိုးကြသွားရင်ပြန်ဖြောင်း ဘာကိုပဲကြည့်ရမှာလဲလို့မြင်တယ်။လေးဝင်လေထွက်ကိုပဲကြည့်ရတာ။လေးဝင်လေထွက်ကိုအခုဘယ်နေရာနေကြည့်ရမှာလဲ။နှာသီးဖျားကနေကြည့်ရမှာလား။နှာခေါင်းနေရာကြည့်ရမှာလား။ဒီအာခေါင်းနေရာကြည့်ရမှာလား။ဘယ်နေရာမှာကြည့်တာမဟုတ်ဘူး။နှာလေးကိုဆွဲရှူလိုက်တယ်။ငါဆွဲရှူနေတယ်လို့သိပြီးတယ်။တိုးတိုးလေးရှူတဲ့အခါမှာတိုးတိုးလေးရှူတယ်လို့သိပြီးတယ်။ငါရှေရှေကြီးဆွဲပြီးရှူရင် ရှေရှေကြီးဆွဲပြီးရှူတယ်လို့သိပြီးတယ်။အဲ့ဒီအတ္တိတရားကိုတောက်လျှောက်ကြည့်နေရတာ။ငါလေးကိုအရန်ဆွဲရှူတယ်။ငါဖြည်းဖြည်းချင်းရှူနေတယ်။တောက်လျှောက်တာပဲကြည့်နေရတာ။ အဲ့ဒီအချိန်မှာတပင်အခြားသောအာယုန်တွေပေါ်လာရင်ပေါ်လာတယ်အာယုန်ပေါ်လာတယ်မြင်စရာရှိလို့ပေါ်လာတယ်မြင်စရာပေါ်လာတယ်တွေးစရာရှိလို့အတွေးအာယုန်ပေါ်လာတယ်တွေးတယ်လို့သိလိုက်တယ်တော်ပြီရပြီဆက်မလိုက်သွားနဲ့အဲ့ဒီအာယုန်ကိုရှုပ်မယ်ဆိုပြီးလိုက်သွားအဲ့ဒါအာယုန်ရှုပ်တာမဟုတ်တော့ညောသွားတာအဲ့ဒီအာယုန်ပေါ်မှာလိုက်ပါပြီညောသွားတာအဲ့ဒါတရားရှုမှတ်တာမဟုတ်ဘူးတရားရှုမှတ်တဲ့မြတ်စွာဘုရားပြောတဲ့နေရာရှင်းရှင်းလေးဘာပေါ်လာပေါ်လာပေါ်လာတဲ့မြောက်ကိုထင်းထင်းရှားရှားသိခိုင်းတာမြတ်စွာဘုရားအတွေးပေါ်လာတယ်ပုံရိပ်တွေပေါ်လာတယ် ပေါ်လာတယ်လို့သိလိုက်ပေါ်လာတော့သိပြီးတာ ਨੇ အဲ့ဒီအာယုံนี่နောက်ကိုမလိုက်သွားပဲဒီအာယုံကဘယ်သူလဲဘဝလဲဘာလဲစင်ကျင်သုံးသက်နေတာမဟုတ်ဘဲ ਨੇ လေကရှိရှိဝင်နေတူတူဝင်နေဖြည်းဖြည်းဝင်နေအဲ့ဒါကြီးပဲထိုင်ပြီးကြည်နေရတာအဲ့ဒါကိုစင်ဆက်မပြတ်လွတ်လိုက်လို့မရဘူးအဲ့ဒီအာယုံဘလောက်ဒီလွတ်လို့မရအောင်လဲဆိုတော့ဆိုကြပါဦးဆိုရကိုမျက်နှာရတဲ့ချစ်နှစ်သက်ရတဲ့ပုံရိပ်ကလေးတစ်ခုကိုယ်မှာပေါ်လာတယ်အဲ့ဒီပေါ်လာတာကိုကအဲ့ဒီအာယုံနဲ့လဲမျောလဲမျောတော့ဝမ်းတာတယ် စိတ်ကျေနပ်တယ်နှစ်သက်တာမှုကြီးဖြစ်လာတယ်အဲ့ဒီအချိန်မှာအဲ့ဒါအဘိဇာဆိုတော့မမုံမှုဖြစ်လာတယ်အဲ့ဒီအာယုံပေါ်မှာမမောပြီးတော့အဲ့အာယုံတော့ကိုမျောသွားတယ်အဲ့ဒီအာယုံသည်သူ့လည်းမဟုတ်ဘူးငါလည်းမဟုတ်တော့ဘူးဆိုတော့သိအောင်လုပ်ရတယ်ဘလို့သိအောင်လုပ်ရတာလဲဆိုတော့ပေါ်လာတဲ့အာယုံကဒီစကုပ္ပတာရကိုလာထင်တာစကုပ္ပတာရမှာလာထင်လိုက်တယ်ဘာကြောင့်လာထင်လဲလို့မေးလို့ရှိရင်အစင်းရှိလို့စကုပ္ပတာရနဲ့တိုက်ပြီးတော့မြင်သိဝิญဉ်ပေါ်လာတာဒီမျက်စိမိထားစေကာလမှာတင် ကိုချစ်မြတ်တဲ့ရုပ်ကလေးပေါ်လာတယ်အဲ့ဒါမြင်သိဝิญဉ်လို့ခေါ်တယ်အဲ့ဒီအာယုံတရားကဒီအစင်းမှာလာပေါ်တာအဲ့ဒီအစင်းနဲ့အဲ့ဒီတိတ်စရာအစင်းနဲ့မျက်စိစက်ခုပတာရနှစ်ခုတိုက်လို့မြင်သိဝิญဉ်ဒီအာယုံဝิญဉ်ပေါ်လာတယ်လို့တိလိုက်တယ်ဒီအာယုံဝิญဉ်ကငါမဟုတ်ဘူးမျက်စိထဲမှာမြင်နေရတဲ့အစင်းလေးကလည်းသူ့မဟုတ်ဘူးအတ္တကိုဖြုတ်သွားတာအเจ้าနှစ်ခုတိုက်ဆိုင်လို့ပေါ်လာတယ်အဲ့ဒါဒီသူ့လည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးအတ္တကိုဖြုတ်သွားတာ အတ္တက၃မျိုးရှိတယ်။အရင်ဦးဆုံးအားထုတ်ရတဲ့လူတွေကအဲ့ဒီအတ္တငါဆိုတဲ့အတ္တကိုရအောင်ဖြုတ်ရတယ်။အဲ့ဒီလိုပေါ်လာတဲ့အချိန်မှာအဲ့ဒီလိုဖြုတ်လိုက်ရင်ဘာဖြစ်သွားလဲဆိုတော့အဲ့ဒီအစင်းအာယုံပေါ်မှာမမောတဲ့အဘိဇာလည်းမဖြစ်ဘူး။ကိုမုံတဲ့သူပေါ်လာလို့ရှိရင်နှလုံးမသားများဖြစ်ဟောဒီကောင်ပုတ်ချုပ်กว่าလဲကွာ။မကျင်တဲ့ဆရာတွေကလည်းဓာတ်တွေပဲပေါ်နေတာဒီအာယုံကြီးအရဆိုစိတ်ကအဲ့ဒီမကောင်းတဲ့စိတ်တွေပေါ်လာ။အဲ့ဒီအဘိဇာတွေလည်းပေါ်မလာတော့ဘူး။ခုနဒေါမနတတွေလည်းပေါ်မလာတော့ဘူး။ အဘိဇာဆိုတဲ့မမောမှုလည်းမပေါ်သလိုဒေါမနန္တဆိုတဲ့နှလုံးမသားမယ့်အမှုလည်းမဖြစ်တော့အဲ့ဒီနဲ့မဖြစ်ဖို့အတွက်ကိုအဲ့ဒီအကြောင်းအရာကိုစစ်စစ်မှန်မှန်သိရတယ်အခုနစက်ခုနဲ့အစင်းနဲ့တိုက်ပြီးတော့မြင်သိဝิญဉ်ပေါ်လာတာအဲ့ဒီမြင်သိဝิญဉ်ကလည်းငါမဟုတ်သလိုပေါ်လာတဲ့အစင်းကလည်းသူ့မဟုတ်ဘူးအတ္တကိုဖြုတ်သွားတာအဲ့ဒါဒီအကောင်လည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးသူ့လည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးအဲ့ဒါအတ္တကိုဖြုတ်တာအဲ့ဒီအတ္တကိုဖြုတ်လိုက်လို့ရှိရင် အဘိဇာနဲ့ဒေါမနတကိုပယ်နိုင်သွားတယ်။အဲ့ဒီလိုဖြုတ်နေတဲ့ကာလမှာလည်းလေကိုရှူတာထုတ်တာကိုတတိနဲ့စောင့်ကြည့်နေရတယ်။လွတ်လိုက်လို့မရဘူး။အကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့အာယုံဖြစ်တဲ့ဒီအာယုံသည်သူ့မဟုတ်ဘူးငါမဟုတ်ဘူးဆိုတော့တင်းတလန့်နဲ့လေကိုရှူရတယ်လေကိုထုတ်ရတယ်။လေထုတ်တဲ့အာယုံကနေကမ္မထမ်းကိုလှုပ်ကိုလှုပ်လို့မရတာမြတ်စွာဘုရားဟောတာရှင်းရှင်းလေးထင်စွာသိပြီးတော့ လေဝင်လေထောက်ကိုလှုပ်ပါလို့တခါတည်းမှာတာတောက်လျှောက်မှာတာဘလောက်ထိမှာလဲဇန်ဒီရသွားတဲ့အချိန်မှာတာဇန်မရခင်အချိန်ကနှစ်လတည်နဲ့ခြီးပြီးခင်ဗျားတို့ကြားလိုက်မယ်ခင်ဗျားတို့ဇန်ရဖို့လည်းမလွယ်ပါဘူးเนาะနှစ်နဲ့ခြီးရင်တော့ခင်ဗျားတို့ဇန်ရဖို့မလွယ်မလွယ်ဘူးဘာဖြစ်လို့လဲဆိုတော့အိမ်တော်သားမွေးတွေကဇန်ရဖို့ကိစ္စမဖြစ်နိုင်ဘူးဇန်ရဖို့ကိစ္စမဖြစ်နိုင်တဲ့အတွက်ခင်ဗျားတို့ကအာနာပါနအလုတ်ကိုလှုပ်လိုက်လို့ကိုလုံးလုံးမရဘူးအဲ့တော့တချို့ကလည်းလာလာပြီးတော့ပြောကြတယ်အကို ခမရကအတ္တကြီးတယ်အတ္တကြီးတယ်အတ္တဆိုတဲ့စကလုံးတစ်လုံးကိုငါဆိုတဲ့စကလုံးတစ်လုံးကိုလူတွေကနားမလဲငါးသုံးမျိုးရှိတယ်အတ္တငါရဲ့မာနငါရဲ့တဏငါရဲ့အခုနအတ္တငါဆိုတာကပေါ်လာတဲ့အာယုံကသူမဟုတ်တလို့တိတဲ့ဝิญဉ်ငါလည်းငါမဟုတ်ဘူးဒီဝิญဉ်ငါလည်းပြန်ချုပ်သွားတာတိပြီးရင်ပြန်ချုပ်သွားတာအဲ့တော့ဒီဝิญဉ်ကငါမဟုတ်တလို့ပေါ်လာတဲ့အာယုံကလည်းသူမဟုတ်ဘူးဆိုတာအဲ့ဒါအတ္တကိုဖြုတ်တာ မာနကိုဖြုတ်တယ်ဆိုတာကတော့ဘာလဲဆိုတော့ငါမှာကားတွေရှိတယ်ငါမှာတိုက်တွေရှိတယ်ငါမှာမိသားစုအတိုင်းအဝန်ရှိတယ်ငါမှာပညာတွေရှိတယ်ငါမှာယာရုအာနာတွေရှိတယ်ဆိုတော့အဲ့ဒါငါအတ္တမာနအဲ့ဒါအတ္တမဟုတ်ဘူးအဲ့ဒါအတ္တမဟုတ်ဘူးအဲ့ဒါမာနလို့ခေါ်တယ်ကိုယ့်ကိုယ်ကိုဘဝင်မြင့်တာလက်မထောင်တဲ့ယောဂငါမှာအတိုင်းအဝန်တွေရှိတယ်ဆိုတာအဲ့ဒါမာနတဏ္ဏကြတော့ဒီပစ္စည်းကငါပိုင်နေပစ္စည်းဒါငါပတ်စံနေဒါငါကဒါကငါမရအဲ့ဒီအကုန်လုံးကိုဆွဲပြီးယူထားတာ ကိုယ့်ရဲ့မလွတ်တမ်းလက်တွေနဲ့စုပ်ကင်ထားတာငါပစ္စည်းငါဥစ္စာဆိုပြီးစုပ်ကင်ထားတာဒီတဏှာဖြစ်တယ်အဲ့တော့ငါက၃မျိုးရှိတယ်ပထမအဦးဆုံးငါ၃မျိုးတည်းမှာပထမအဦးဆုံးဖြုတ်ရတဲ့ငါကအတ္တငါကိုဖြုတ်ပြရတယ်ဒိုင်အရာဒီငါလည်းမဟုတ်ဘူးတတ္တဝါလည်းမဟုတ်ဘူးအကောင်လည်းမဟုတ်ဘူးဆိုတဲ့အမြင်ကိုရအောင်မြင်ရတယ်အဲ့တော့ဒီအမြင်တွေရဖို့အတွက်ဘာကိုရှုရတာလဲဆိုတော့လေဝင်လေထွက်ကိုတလက်ဆက် non stop ရှုရတယ်လှုပ်လို့ကိုမရတာအဲ့တော့အရင်ဆုံးအားထုတ်မဲ့လူကခါကိုဖြောင်းမြောင်ထားကိုကိုဖြောင်းမြောင်ထားမရမချင်းဖြောင်းနေ နာရင်နာတယ်ဆိုတဲ့အကြောင်းအရာကိုလည်းခေါင်းနဲ့ထည့်မနေနဲ့ထင်စွာသိလိုက်ထင်စွာသိပြီးလေဝင်လေထွက်ပဲလုပ်လို့ဘလို့မှတီးမခံနိုင်တော့ပါဘူးလို့ထင်နေဆိုရင်တော့ထဒုက္ခခံမနေနဲ့ဘလို့မှမခံနိုင်တော့တဲ့အဆုံးကြရင်တော့ထလိုက်ဟုတ်ပြီလားခံနိုင်သမျှတော့ခံခံပြီးထင်စွာသိအဲ့ဒါဆိုရင်အာနာပါနာ